သုံးချိန်လဲတော့မခါရင်တော့ပါဘူးခါရင်လဲပြန်လဲအောင်ပါပဲခဏခဏခါရတာမောတယ်ကွာမြို့เจ้าကြမှာအာလုံးပေါင်းခါတော့မင်းအဲ့ဒီကြတော့လေဗျာချွေးနဲ့ဖုံးနဲ့ကတ်တော့အင်ကြီးလေးတွေကပေးလို့နွမ်းလို့သူတို့မြို့ပေါ်เจ้าသားတွေရတော့ဗျာဘိန်းကကောင်းလန်းကကောင်းเจ้าနဲ့အင်ကနီးအင်ကြီးမီးဘူးကြဖြူဖွေးလွှတ်လို့ အေးရောင်ချင်းဘယ်တူပါမလဲဗျာတကယ်တော့ပိဿချင်းတော့မတူပါဘူးသူတို့ပိဿလေးတွေပိုကောင်းပါတယ်ចောင်းစိန်ချင်းတူရင်သူတို့လုံကြီးလေးတွေပိုစိမ့်ပါတယ်ဟိုကျွန်တော်တမင်လိုက်ပြိုင်တာမဟုတ်ပါဘူးမတိမတာရှိုးလိုက်မြင်းနေရတာပါဗျာဝဆာချင်းလဲရှုံးမြန်ပြီမုံကိုကျွန်တော်ဖွားကတနေ့မှ တမူးပဲပေးနိုင်တယ်အဲ့တုန်းကမူးခက်မခက် တမတ်ဆိုရင်ခေါက်ဆွဲတော့မုံဒီတော့လက်တော့ဆုံးအကုန်စားလို့ရတမူးမကတ်နိုင်ဘူးဘာစားရတော့ကျွန်တော်တို့အညာဒေသဂျုံစီတွေကိုထញ្ញက်နဲ့ပြစ်နေအောင်ဂျိုးအုံးသီးဆံမုံလေးဖြူထားတမူးဖို့စားရင်ဘိုက်ကိုကားသွားတာပဲတနေ့လုံးမစားတော့ပါဘူးကျွန်တော်နေ့တိုင်းဂျုံယူတစ်ခွက်တစ်ခွက်မှန်မှန်တီးရပါတယ်အသက်ကြီးလို့ ခုကျမ်းမာရေးနဲ့အာဟာရအကြောင်းတွေဖတ်တော့ဟိုးကျွန်တော်ကျမ်းပန်ကံကောင်းနေတာကိုအဲ့ဒီဂျုံစီးနဲ့ထညက်ကိုကြိုရတာတဲ့ကလေးရွယ်လူငယ်တယောက်ကိုတိုက်ရင်ခွန်အားပလဖြစ်စီတယ်တဲ့ကျွန်တော်အရာ6ပင်ရှိပါတယ်အဲ့ဒီဂျုံယူတွေကျေးဇူးပါပဲဟိုလက်တော့စုံနေပါတယ်စားတဲ့ကောင်းနေဝန်းလျှော့နိုင်ပါတယ် ကိုမစားနိုင်တော့လေအဲ့လိုပြောရတာပါပဲမုံဘိုးချင်းရှင်တော့လေကျွန်တော်ရှုံးနေပြအဲ့ဒါဒီရှုံးရင်ရှုံးပါစေကွာကိစ္စမရှိပါဘူးစာကြမင်းအတိုင်းပြီးတာပဲစာကြတော့လေကျွန်တော်ရှုံးတာပါပဲရှုံးမှာပေါ့စာချစ်သူများစဉ်းစားကြည့်ပါအဖေကြီးเจ้าမှာအတန်း6တန်းရှိတာမှဆရာကတယောက်သေးသူတို့မျိုးပေါ်เจ้าမှာက လေးတန်းကဘုတ်စေးအရေးကြီးတယ်ကွာ6ပါသာရှိရင်ဆရာဆရာမ6ရောက်တင်တာဗျသင်္ချာကျွမ်းတဲ့ဆရာမကသင်္ချာကိုအပီးတင်တာပဲပုံပြောကောင်းတဲ့ဆရာမကမြန်မာစာနဲ့တမိုင်းကိုတင်တာဗျပုံဆွဲကောင်းတဲ့ဆရာမကပထဝီကိုတင်တာအိုးသူ့ဘာသာနဲ့သူအပြိုင်အဆိုင်အပိုင်အနိုင်တင်လိုက်တာ တော်ရင်နိုင်တော်တက်ချင်နိုင်တဲ့ လေးတန်းအောင်ကျွန်တော်ကဖေကြီးကြောင့်မှညံပွဲဖြင်းနဲ့လေးတန်းပညာသင်ခဲ့ရတော့လေးတန်းအောင်ငါငါရန်တက်တခုံနဲ့ရှင်းထိုင်တော့တူတယ်ထင်တာပေါ့တင်ချာဆရာမဝင်လာမှဒုက္ခရောက်ပါတယ်တင်ချာဆရာမကပု္ပ္ပာသုံးခုပေးတယ်ပေးထားတဲ့ပု္ပ္ပာများကိုသုံးချက်တွင်နည်းနဲ့တွေ့ပါတဲ့ သုံးချက်သုံးချက်မသိဘူးအဖေကြီးเจ้าမှာသုံးချက်တွေ့နေမရှိဘူးတောเจ้าမယ်အပေါင်းနှုတ်မြောက်စားပဲရှိတယ်သုံးချက်မသိတော့ကလေးပဲကိုညာမိသမျှတွေးကြည့်တယ်သုံးချက်တွေ့နေဆိုတာတခြားမဟုတ်ငါမတွေ့တိုင်သုံးချက်ရိုက်ခံရမယ်နီးပဲရိုက်မှကြောက်တော့ဘယ်ဘက်ကကောင်ကိုကြည့်ရတယ် ဒီကောင်မျိုးเจ้าကအောင်နဲ့တွက်တတ်တယ်ဗျကုန်းလို့တွက်နေတယ်ဟိုကလေးမှလည်းကလေးသိခါရှိသေးတော့မသိမသာကြည့်ရတာပေါ့မသိမသာကြည့်တော့လည်းမမြင်ရဘူးဗျမထူပါဘူးကွာဒီကောင်ဘေးနာငုံကြည့်အဲ့လိုလဲကြည့်လိုက်ကြောသူကကြောကုန်းကြီးနဲ့ဒီလိုပိတ်ပြီးတော့꽌လိုက်တယ်မကြိုက်ဘူးလေဩမကြိုက်မကြည့်ဘူးပေါ့ကွာကလေးမှလည်းမာနလေးနဲ့ပဲ သို့တော့၃ချက်ရိုက်မှကြောက်တော့ညာဘက်ကកောင်ကြည့်ရပြန်နေညာဘက်ကកောင်ကလေဗျာကျွန်တော်ကြည့်မှန်းသိတာနဲ့ဗလာစာရွက်ကိုထောင်ပြီးတော့ကာလိုက်ဟိုဘက်မှာတွတ်မမြင်ရတော့ပါဘူးစာချစ်သူများကိုပြောပြရစီအဲ့ဒီနေ့ကျွန်တော်ဘဝကိုတဆစ်ချိုးပြောင်းသွားတဲ့နေ့ပါပဲသိငယ်လိုက်တာကျွန်တော် အားငယ်လိုက်တာငါဒီမျိုးပေါ်မှာចောင်းသားများကိုဘာတစ်ခုမှမမိပါလားသူတို့ဒီငါတွေအစအစအရာရာတာလွန်ကြကုန်ဤငါဒီသူတို့အောက်မှာတစ်ထစ်နေပြီရှိလေဤတော်မှမွေးတဲ့ငါမျိုးမှမွေးတဲ့သူတို့လိုညံလဲမကောင်းဟိုကိုထင်းနေတယ်လို့ရှောက်ထင်းတွေးပြတာပါဗျာအဲ့လိုတွေးပြီးတော့မျိုးပေါ်ကចောင်းသားတွေနဲ့ဒီလိုညနေချင်းဆိုင်စကားပြောရင်တောင်မှ ကျွန်တော်ရဲရဲမကြည့်ဝင်ပါဘူးမျက်လွာခဏခဏချမျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်ဒါတွေကကိုယ့်ဘာသာကိုရသွားတဲ့ဟာတွေပါပဲဟိုမြို့ဘွားကောင်တွေကတော့ကျွန်တော်ဘယ်သူမှ၆လန်းလောက်မနေကြပါဘူးသူကသူရိုးရိုးနေတာပါပဲအဲ့တော့ကျွန်တော်စာလဲမစိုးစားကျင်တော့ဗျာသိငယ်တော့စူးစားရင်လေသူတို့ကမမိဘူးလို့ထင်တယ်။ရှေ့မှာဘာတစ်ခုမှမမိတော့ဒီစာလဲစူးစားရင် မမိဘူးထင်တော့မကြိုးစားတာပါပဲမကြိုးစားတော့ကျွန်တော်စာညံ့သွားတယ်စာညံ့သွားတဲ့ခါကျတော့ကျွန်တော်တို့ကျောင်းကလစဉ်လဘတ်စာမေးပွဲစစ်ကျွန်တော်တလမှမအောင်ဘူးပါဘူးလတိုင်းကြပါတယ်6ဘာသာဖြေရတယ်ဗျအများအားကျွန်တော်4ဘာသာကြတယ်သင်ချာဒိုင်ခံကြပါတယ်ဘဲဥတွေပါတယ်ဖော်ခြင်းတော်ခြင်းပါပဲရအဲ့တော့လူ60ရှိတဲ့တန်းထဲမှာ position စင်လိုက်ရင် ကျွန်တော်အဆင့် 42နောက်မှာရှိပါတယ်ကျွန်တော်အောက်မှာကျောင်းပြေးနဲ့ကျောင်းပြက်ပဲရှိပါတော့တယ်ကျွန်တော်တန်းထဲမှာပထမဒုတိယတတိယတခါမှမရဘူးပါဘူးဟိုကျွန်တော်မှတ်မိတယ်ဗျကောင်မလေးနှစ်ယောက်နဲ့ကောင်လေးတစ်ယောက်နဲ့အဲ့ဒီသူတို့သုံးယောက်ပဲအလဲလန်နဲ့လူယူနေကြယူဖို့ဒါသူတို့ကိစ္စပဲကိုနဲ့ဘာဆိုင်နာမှတ်လို့ကျွန်တော်သူတို့ကိုမနာလို့စိတ်လည်းမရှိပါဘူးလူကျင်စိတ်လည်းမရှိပါဘူး ကိုကသာကို52နှစ်တော့မှအေးအေးဆေးဆေးနေနေတာပဲကြောင်မလို့ခဏညံ့ကျွန်တော်ပါပဲလို့ပြောတာပါညံ့မှာဒီထဲမှာကံအားလျော်စွာမြန်မာစာလေးတစ်ပါးတာတော့မဆိုးပါဘူးလှစင်နှစ်ပါးတာအောင်တဲ့ထဲမှာကျွန်တော်မြန်မာစာဒိုင်ခံအောင်နေပြတနေ့တော့မြန်မာစာဆရာမအတန်းနဲ့ဝင်လာပြီးတော့သင်မုံကြီးပေါ်မှာကြပြာကလေးနှစ်ကြောင်းရေးပေးပါတယ်